ဆိုင်လေးမှာပေါ့နော်ကိုလက်ကိုချီအပြင်နှလုံးသားတွေရောအဲ့လိုအတွေးလေးတွေရောစိတ်ကူးလေးတွေရောအများကြီးဖြည့်ဖြည့်စီဖြည့်စီထားတယ်ပေါ့နော်ဖန်တီးထားတယ်ပေါ့ချစ်တဲ့သူတွေကိုကျွေးချင်တာပေါ့ချစ်တဲ့သူတွေကအများကြီးပဲဒါကားတွေလည်းကျွေးချင်တယ်ကိုချစ်တဲ့မောင်နှမတွေတိုင်းဝိုင်းတွေဆွေမျိုးတွေဆရာသမားတွေအနံပြောလို့ရှိရင်အဲ့လိုမျိုးကိုယ့်ရဲ့တငယ်ချင်းတွေပေါ့အကုန်ဘယ်လိုကျွေးချင်တာဒါကြီးကလည်းကိုယ့်တွေကိုကြိုက်တယ်လေအားကြီးကလည်းကိုယ့်တွေကိုကြိုက်တယ်ဆိုတော့ပျော့တယ်သူတို့ဒီ ဒီအရသာကိုတို့အဲ့လိုမျိုးတစ်ဆိုင်မမက်စားတာကိုကိုကကြည့်ပြီးတော့ပီတိဖြစ်တာတားငယ်လေးဆိုလို့ရင်လည်းသူခုနကဆိုတော့သူတကားတယောက်တည်းတဝိုင်းထဲမှာဟာတပွေရဲ့သူသူထိုင်ပြီးတော့သူကွတ်တူအရေးစားတာကြည့်ပြီးတော့ပျော်တယ်ဗီဒီယိုလေးအောင်ရိုက်ထားသေးတယ်ဟုတ်အဲဆန်းလေးစားလေးကတော့အမတ်ချောင်းအဲတကုံလင်းလန်းနဲ့တမာရီလန်းချောင်းမိရထားတန်လန်းကပ်ရပေါ့နော်မေတ္တာညော့တာမွေပါဟုတ်ဆိုင်ဖွင့်တဲ့အချိန်ကတော့နေ့လယ်7:00နာရီနေ့9:00နာရီတင်းတာနေတိုင်းဆိုင်ပြိပါတယ်ဟုတ်ကျေးဇူးများဒီမှာလေး ော့ကိုဒီကိုရမ်းကြိုက်တာရမ်းလည်းကြိုက်တယ်ပြီးတော့ကိုချစ်တဲ့သူကိုခင်တဲ့သူတွေဆိုတော့အစားကောင်းတောက်ကောင်းရမ်းတဲ့ခင်အခန့်ပေးခြင်းနဲ့အဲ့လိုဆန္ဒလေးတွေရှိရခါကြတော့ကိုဒီကိုလည်းလက်ကားစားရတယ်လေဆိုင်ဖွင့်လာတော့အဲကိုချစ်တဲ့သူတွေလည်းကိုကဒီအရသာလေးကိုပြန်ပြီးတော့မီးစမ်းမှုတော့ကိုခုလိုမျိုးပေါ့ဖွင့်ပွဲလေးလုပ်ပြီးတော့တဲ့ခင်ခွင့်ရတယ်ပေါ့နော်အဲ့ဆန္ဒလေးပါဟုတ်ဆိုင်နံပါတ်လေးကလည်းဖတ်ထားတာဟုတ်ကဲ့ဟုတ်ဆိုင်နံပါတ်လေးကတော့ဖေဖေပေးရတာဟုတ်ဆရာကြီးကောင်းဆန်လေးကနေပြီးတော့တင်း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 လာလို့ပြောတဲ့အချိန်မှာဖေဖေကနေပြီးတော့အော်ချဆိုရဲနံပါတ်လေးကိုဖေဖေရွေးပေးတာပေါ့နော် အဓိကချက်တဲ့အကူနဲ့မှလည်းရှိရပေါ့နော်အဓိကတော့တို့ရဲ့ taste ကိုကိုကကိုကိုရိုင်း၃နှစ်လောက်ညီဆန်းလာတဲ့အခါမှာတော်တော်သဘောကျတယ်လက်ရလည်းမှန်တယ်ကိုလည်းကြိုက်တယ်ပေါ့နော်အဲ့ဒါနဲ့ပဲဒီဆိုင်ဖွင့်မယ်ဆိုပြီးတော့အကူနဲ့မှလည်းပြောတယ်ပေါ့နော်ဆိုင်ဖွင့်မယ်ဆိုပြီးတော့တို့ကလည်းဘယ်လိုပဲအာသက်တရောကိုပါဝင်ပေးကြတယ်ပါဝင်ပေးကြတဲ့အခါကျတော့ဖွင့်ပြသွားတယ်ပေါ့မှအဲအဓိကဒီဆိုင်ရဲ့ကြားချက်ကကျတော့ဒီဆိုင်မှာရှိရဲ့ဟင်းလျာအကုန်လုံးအမျိုး၄၀နီးပါးပေါ့နော်၄၀နီးပါးမှာ၂၃မျိုးကကွက်တီယိုပေါ့ ကွစ်တီကိုအထူးပြုလာတဲ့ကွစ်တီကိုအလုံးပေါင်းမျိုးမီ23မျိုးပြီးတော့ကျွန်တော်တို့ဒီမှာချုံမုတ်လုံးဝမသုံးတာဘူးပေါ့နော်ဒီဘဲဟင်းလျာတိုင်းမဆိုချုံမုတ်လုံးဝမသုံးတာပါဘူးနောက်ပြီးတော့စီချက်ပေါ့စီချက်ရထူးကြတဲ့ဟာတော့ချုံခေါက်ဆွဲပေါ့လက်နဲ့လှုပ်တဲ့ချုံခေါက်ဆွဲပေါ့အဲချုံခေါက်ဆွဲလေးကိုစားလိုက်တဲ့အခါကျတော့အရသာကတော်တော်လေးကိုဟိုခေါက်ဆွဲရဲ့နူးညံ့တဲ့အရသာကိုခံစားရမှာပေါ့နော်အဲအားလေးတော့ကိုတခြားလေးအထူးပြုပြီးလှုပ်ပေးတာပါကွေးတီကိုလေရှိသမျှဆိုင်ကုန်ပတ်စားတာအရင်တော့ဆိုရင် အဲ့ဒီမှာတမျိုးလုံးမှာရှိသမျှဆိုင်ပတ်စားတယ်ဒီကိုကျော်ဆိုင်ကောင်းတယ်ဒီတူကိုဆိုင်မကောင်းဘူးကွာအဲ့လိုမျိုးလေကိုကကိုကိုကိုဟိုခွဲကြားပြီးတော့အမြဲတမ်းကောင်းတယ်ဆိုလည်းအမြဲတမ်းအားပေးဖြစ်တယ်အဲ့လိုဆိုတော့အခုဒီကွတ်တီယိုရဲ့ကိုဆိုင်ရဲ့အရသာကတော့ကိုလုံးကကိုကိုရိုင်းကြိုက်တဲ့အရသာဖြစ်နေတဲ့အတွက်ကြောင့်ပေါ့နော်ဒါကိုရဲ့မိတ်ဆွေတွေကိုလည်းပြန်ပြီးတော့မျှဝေခြင်းနဲ့စိတ်နဲ့ဆိုင်လေးပွင့်ပြီးတော့ရောင်းချပေးဖြစ်ကြပါဘူးအဲကိုကိုရိုင်းချက်တက်ဖို့လည်းစူးစမ်းနေရေပေါ့နော်ဟုတ်ကွာလားဟိုဟင်းလျာတိုင်းဟင်းလျာတိုင်းမှာသူ့ရဲ့ ဟိုအဓိကထားထားပြီးတော့ထူးပြူလာတဲ့ရတာလေးတွေပေါ့ဖန်တီးထားတဲ့ရတာလေးနေရာလေးတွေရှိအဲ့လိုမျိုးဆိုတော့ဒီကွက်တီကိုမှလည်းဒီချက်ပို့ပြီးကောင်းအောင်လဲကိုစူးစမ်းနေတယ်ဒီချက်ပို့ပြီးကောင်းတဲ့ရတာမျိုးချက်နိုင်အောင်လဲစူးစမ်းနေတယ်အဲ့တော့ကြောင့်အချိန်ကာလတခုတော့ကိုကအချိန်ယူအောင်ပါပေါ့နော်အချက်ချင်းကြီးတော့ဖြစ်လာသေးဘူးဒါပေမဲ့ရတာရဒီချက်ပို့ပြီးကောင်းအောင်အခုလဲဒါမီးစက်နဲ့ဒီနေ့ဆိုင်ပွဲမှာတော်တော်များများကောင်းတယ်လို့ကြီးကြီးကြတော့အရင်လဲပျော်တယ်ပေါ့နော်ဒါသူတို့လူတော်တော်များများကလည်းကွက်တီကဆိုင်နေအများကြီးရှိတဲ့ကြောင့်စားဘူးကြမှာပဲ အဲ့ကိုရဲ့ကိုယ်တည်းကိုစားတဲ့အခါမှာလူကြိုက်များတဲ့အရသာမျိုးဖြစ်ရလားဆိုတော့ရင်ခုန်မှုတော့ကိုယ်မှာရှိရပေါ့နော်။ဒါပေမဲ့ဒီနေ့ဆိုင်ကိုလာကြတဲ့လူတော်တော်များများတကယ်သူတို့ရဲ့ honest review လေးတွေကတော့အဲ့လိုမျိုးကောင်းတယ်ဆိုတော့အတကြောင်အမောပြေပါတယ်။အာရိုးရရကောင်လေးနဲ့ကြိုက်ချင်တာဒါပေမဲ့ရိုးရရကောင်လေးတွေကကိုယ်မကြိုက်သေးလို့အဲ့ဒါကားပြောတာပါအာခြေရတော့မစဉ်းစားသေးပါဘူးစဉ်းလဲစဉ်းစားပြတော့မထင်ပါဘူး။အုံမျိုးဟုတ်စီချက်တွေရှိမှန်မှာစီချက်မှာဆိုနေရိုးပေါင်း စီဂျက်ရှိမယ်ချက်ပေါင်းစီဂျက်ရှိမယ်လို့ရှင်အဲလိုရိုးရိုးစီဂျက်ရှိမယ်ကြက်သားဝတ်သားပေါ့နော်အဲလိုမျိုးရှိမယ်ပေါ့အနုပညာစစမှုကတော့လေဆိုင်လေးပြင်ဆင်တဲ့နေရာမှာစတာညီမဆိုင်လေးကိုစပြီးဆိုင်ရတာလုံးဝအစပိုင်းဆိုဘာမှမပြင်တာပေါ့ဆိုင်လေးစဆိုင်လေးကိုစပြီးတော့စဉ်းစားတဲ့အချိန်မှာကိုကိုရိုင်းကစတမာတယောက်နေနဲ့စဉ်းစားတယ်ငါကွက်တီကိုစတဲ့အချိန်မှာဒီဆိုင်လေးကဘယ်လိုပုံစံမျိုးလဲဆိုရင်ငါစိတ်ထဲမှာကြည်လင်နေမလဲပေါ့ကျွန်တော် ပြီးတော့တစ်ပင်နေလဲချစ်တယ်တစ်ပင်နေချစ်တဲ့အခါကျတော့ကျွန်တော်ဆိုင်လေးကိုဖြူအောင်လေးနဲ့ တစ်ပင်လေးရေနဲ့အဲ့လိုမျိုးတွဲဖက်ပြီးတော့သွားကျင်နေပေါ့နော်အဲ့လိုဆိုတော့ဒီဇိုင်းလေးကိုစပြီးတော့ကြွေပြားရောင်လေးတွေကိုရိုင်းလိုက်ပြီးတော့အဲ့လိုမျိုးပရိုဂရမ်မှာကိုရိုင်းလိုက်ဝယ်တယ်ကိုရွေးတယ်ဒီမင်းတဲ့တက်တာအစပေါ့နော်အဲ့လိုဝန်ထမ်းနေနဲ့ဒီလက်သမားဆရာတွေနဲ့စကားပြောတာအစအကုန်လုံးတော့တေချာအသေးစိတ်တော့လိုက်ပြီးတော့ပြင်ပြစ်တယ်ပေါ့နော်အဲ့ဟာကိုကကိုယ်စိတ်ထဲမှာပျော်နေတာဒါအတိအကျတော့အမှုပညာဆိုတဲ့အရာနှလုံးသားလာတာပေါ့နော်ကိုယ်နှလုံးသားမှာလည်းအမှုပညာတွေအများကြီးဖြစ်နေတော့အရာအလုံးအမြင်အမှုပညာမျက်စိနဲ့ပြင်ပြစ်တယ် ဲ့လိုဘယ်လိုကိစ္စမျိုးပဲဖြစ်ဖြစ်မိန်းကလေးတယောက်ဟိုဝစ်စင်ထားတယ်ဝစ်စင်မှုဆိုလို့ရှင်လားကွာအမှုပညာမျက်စိနဲ့ပဲမြင်ပြတယ်။နောက်ပိုင်းကျတော့အမှုပညာမျက်စိနဲ့မြင်ပြလာတဲ့နှလုံးသားရှိလာလေလူတွေနဲ့လူတွေပေါ်မှာမြင်တဲ့အပြစ်တွေရော့လာလေအဲ့ခါကျတော့ကိုယ်မှလည်းအေးချမ်းလာလေပေါ့အဲ့တော့အမှုပညာနဲ့နေရတာကိုအေးချမ်းတယ်လို့ခံယူလာတယ်ပေါ့ဟုတ်တယ်မအမှန်တမ်းပြောရင်ကျွန်တော်လှုပ်ချင်တာတွေမပြေဝသေးဘူးကျွန်တော်လှုပ်ချင်တာတွေအများကြီးရှိသေးတယ်ကျွန်တော်အဲ့လိုမျိုးပညာဒါနသင်တန်းတွေဖွင့်ချင်တယ် ဒါကတော့လူသားချိုးပြူပေါ့နော်အဲ့ဒါတွေပြဖို့တော့ကကျွန်တော်တို့ကငွေချေးတောင်းနေမှုရှိမှရမယ်အဲ့ဒီအတွက်ကိုကျွန်တော်ငွေရှာခြင်းတယ်ပေါ့အဓိကတော့အဲနောက်ပြီးတော့ကျွန်တော်ဒီနေ့တည်းမှာကျွန်တော်တွေးရတာဆိုလို့ရှိရင်ငလျင်ရဲ့နောက်ပိုင်းနောက်ဆက်တွဲပေါ့ကျွန်တော်ရဲ့ mindset တွေကျွန်တော်ရဲ့နှလုံးသားထဲမှာခံယူထားတဲ့စိတ်တွေအကုန်လုံးက changes ဖြစ်သွားတယ်။ဟောဆိုကျုပ်မိသားစုတွေကိုကြည့်ပြီးတော့သင်္ကန်းစာတွေလည်းအများကြီးရတယ်။တို့နဲ့တက်တူလည်းဝမ်းနေမိတယ်။အဲတို့နေရာမှာဒါငါဆိုရင်ရောဆိုရဲကိုချင်းစာစိတ်အများတန်းရှိရတဲ့တော့ကြောင့် ဒီ feeling ကြီးကဘယ်သူဘာနဲ့မှစားထုတ်လို့မရအောင်အဲ့ခါကျတော့ငါလှုပ်ချင်တာကိုချက်ချင်းထားလုပ်မယ်ဒီခါကျရင်ကျွန်တော်ညာမဲ့အိတ်မပြောဘူးချို့တွေကအိတ်ရတယ်မှာချိတ်မိပြီးအိတ်ကြတယ်ကျွန်တော်အိတ်စေးလည်းမတောက်ချင်ဘူးအဲ့ခါကျတော့ကျွန်တော်အိတ်မပြောရင်အလုပ်ထားလုပ်တယ်ကျွန်တော်ရဲ့ခံယူချက်ပေါ့ဒါအရင်ဆုံးကလေးလဲကျွန်တော်အလုပ်ခဏမဲ့အခုနောက်ပိုင်းပို့ပြီးအလာကိုခိုင်မအောင်ခိုင်ယူပြလာကျွန်တော်အိတ်မပြောရင်အိတ်ကလေးတွေထားချုပ်တယ်အိတ်မပြောရင်ကြိုးရှိမှတခုခုကျွန်တော်ထားလုပ်တယ်အဲ့အဲ့လိုမျိုးနဲ့ဆိုတော့ဒါလေးဆိုလို့ရှိရင်ဒါကျွန်တော်တို့အချိန်လေးပုံနေသေးရလို့ခံယူရတယ်ပေါ့နော်ဒီဆိုင်လေးကိုကျွန်တော် ဘယ်လုပ်ငန်းမဆိုဘယ်ခြေလမ်းမဆိုအစမှာတော့ခက်ခဲတယ်မှာနောက်ပိုင်းပြည့်ပြည့်ချင်းရှောက်လန်းသွားတဲ့အခါမှာအသားကျသွားတဲ့အခါမှာအရာကလုံးကသူ့အနေနဲ့သူချိတ်ဆက်မိသွားတယ်ပေါ့နော်အဲအဲ့လိုသဘောလေးနဲ့ပဲဒါလေးကိုလည်းစပစ်သွားတာ Yuri Token စိန်လာရဲ့စပေးမွေဘောနော်အမှန်တော့ကျွန်တော်တက်ခဲ့တာက35နဲ့35နဲ့မှကျွန်တော်စာရေးတော့ဒါမဲ့35နဲ့မှကျုံခဲ့ရတဲ့ဘဝဒစိမ့်ပိုင်းနေရယ်နောက်ပြီးတော့ကိုဗစ်ကြီးရယ်နောက်ကိုစစ် ပြီးတော့စီးပွားရေးကြက်တဲမှုတွေနောက်ပြီးတော့တဘာဝဘေးအန္တရာယ်တွေတောင်းလျှောက်ကြုံလာတဲ့အပေါ်မှာကျွန်တော်ကုန်ကျန်းတွေတော့စုဆောင်းထားတယ်ကျွန်တော်ရဲ့ရင်ထဲမှာလည်းခံစားချက်တွေအပြည့်ရှိရယ်ပေါ့နော်အဲခုနကပြောလို့ပေါ့မှာစာရေးတယ်ဆိုတဲ့အရာလည်းကိုယ့်ရဲ့နောက်ဘက်ကိုလှည့်ကြည့်စရာမလိုအောင်အဖက်ဖက်ကအစဉ်ပြေနေတဲ့အချိန်တွေမျိုးမှာပဲရေးလို့ကောင်းမယ်လို့ကိုခံကြားတယ်ပေါ့နော်အဲ့တော့ဟိုအဓိကတော့ငွေကြေးပေါ့ငွေကြေးကိုကိုကပြည့်စုံအောင်ဖြည့်ဆည်းနေရတဲ့လူတယောက်ဖြစ်တယ်နောက်ပြီးတော့ဒါနဲ့ရောက်မိခင် single mother ဖြစ်တဲ့အတွက်ကြောင့်ညီမအိုးပြေသွားပြီဆိုတဲ့အချိန်ကျရင်တော့ညီမ ်ဒီအနုပညာဝန်ဆောင်ပြန်ပြီးတော့ပြန်ပြည့်မယ်ပေါ့နော်ဟုတ်အဲနာမည်တော့မမှတ်မိတော့ဘူးဒါမှမဟုတ်အချော့ကြိုက်ပါလေပေါ်ပေါ်ကြီးရဲ့ဘာတူပေါ့ကျွန်တော်အဲ9ရက်10ရက်လောက်ကဖတ်ဖတ်ဘူးတာပကောင်လေးကရုပ်ဆိုးတယ်အဲ့လိုရုပ်ဆိုးဒါမှမဟုတ်ပတ်စံရန်ချမ်းတာအကောင်လေးကချောတယ်အတော့လို့ချစ်ကိုလဲစားခံလိုက်ရအောင်ပေါ့နော်အဲအဲ့ဝတ္ထုလေးဆိုတော်တော်သဘောကျတယ်ကျွန်တော်ခဏခဏငယ်တဲ့အချိန်မှာပြန်ပြန်ဖတ်ပြီးစိတ်ကူးရင်လိုကောင်းနေရလေးရဲ့နောက်ပြီးမှတ်ညံလေးရမ်းကောင်းနေတဲ့အချိန်မှာဖတ်လိုက်တာဆိုတော့ ခေါင်းထဲမှာရမ်းရောက်တယ်ရင်ထဲလည်းရောက်တယ်ပေါ့နော်အာအပွားရေးတဲ့ဝတ္ထုတော်တော်များများတော့ဖတ်ပြပါတယ်ဟုတ်တယ်အပွားကတော့ဟုတ်တယ်ဟုတ်တယ်ကျွန်တော်အရင်တော့ဝတ္ထုလေးရေးတယ်ကျွန်တော်ဝတ္ထုကကျွန်တော်မှစာစာရေးဆရာမကတ်လေးလည်းရှိတယ်အပွားကိုယ်တိုင်လုပ်ပေးခဲ့တာပေါ့နော်ဝတ္ထုလိုရေးတဲ့အချိန်မှာအပွားကိုပြရင်အပွားအသုံးနှုံးတွေမှာရိုင်းစားရင်မကြိုက်ဘူးအသုံးနှုံးရိုင်းစားရင်ဆိုအခုခေတ်လက်ရှိအသုံးနှုံးတွေဆိုပိုဆိုးတယ်အပွားကလည်းတော်တော်ကြီးကိုသားသာဖြစ်မယ်မထင်ဘူးအသုံးနှုံးဆိုတာဘာလဲဆိုမိန်းမယောက်ျားလို့ဘဘွားကြီးကမသုံးခိုင်းမမေခင်က ဟိုအမျိုးသမီးအမျိုးသားအဲအမျိုးသားအမျိုးသမီးကောင်မလေးကောင်လေးလည်းတောင်းလို့မရဘူး။ဒါဆိုလို့ရှိရင်ဒါပြောမလို့လို့ရှိရင်စာရေးတဲ့အခါမှာစာပတ်ပြိတက်ကိုအပေါ်မှာဒါရိုင်းပြတဲ့ပြုမှုဖြစ်စေရပေါ့နော်။စာပေမှာလည်းရင်ကျင်းမှုတွေရှိရပေါ့။စာပေရင်ကျင်းမှုကိုထိမ့်သိမ့်ပြီးတော့ကိုကလက်ဆင့်ကမ်းနိုင်မှကိုရဲ့စာပေ level လဲမြင့်လာမယ်ပေါ့နော်။အဲ့လိုပုံစံမျိုးတော့သင်ပေးဘူးလေ။ဒါနောက်ပြီးတော့ဆာလုံးမောင်းပေါ့နော်။ဆာလုံးမောင်းလို့ဆိုခုခေတ်ဆိုလို့ရှိရင်မြန်မာစာမြန်မာစကားမှာမြန်မာလူမျိုးကရေးပေမယ့်မြန်မာစာတွေဆာလုံးမောင်းမှားနေရတယ်အများကြီးပဲ။ ကိုကိုရန်လည်းတချို့ဇာလုံးမောင်းနေမသိရတယ်အများကြီးရပင်းရရရတာအရင်တော့ဆိုလို့ရှိရင်မြန်မာသားမြန်မာစကားတွေရှိရခါကျတော့ကိုရီးယားတိတယ်ပေါ့နော်မင်းမင်းနဲ့အခုကရုပ်ရှင်တွေ TV တွေနဲ့လည်းဝေးသွားပြီဟောဒီဆိုရှယ်မီဒီယာမှာပဲဟိုဘန်းစကားတွေလည်းပေါ်လာပြီမြန်ကလစ်တွေလည်းပေါ်လာပြီနောက်ကျိုးဆိုလို့ရှိရင်မြန်မာစာကိုတိကျဟိုခံကတိုင်းကြကြမရေးတတ်တော့ဘူးအဖြတ်တောက်တွေအထားသို့တွေမသိတော့ဘူးဒါကတော့နည်းနည်းလေးဝမ်းနဲ့စရာကောင်းတဲ့အချက်ပေါ့နော်မြန်မာသားမြန်မာစကားဆိုတာတကယ်တကယ်ကျွန်တော်တို့အရှိတောင်အားရှာမှာဆိုလို့ရှိရင်ကိုပိုင်းဘာသာစကားနဲ့ကိုပိုင်းအခက်ရာနဲ့ လက်တည်နေတာပေါ့နော်အဲကိုယ့်ရဲ့မြန်မာအခင်အားဆိုတာရှိရယ်ဥပမာကျွန်တော်တို့ဖိလစ်ပိန်းတို့အင်ဒိုနီးရှားတို့ဆိုလို့ရှိရင်တို့မှာကိုယ်ပိုင်အဲ့လိုမျိုးကိုယ်ပိုင် အခင်အားဆိုတာမရှိဘူးအင်္ဂလိပ်စကားစာလုံးနေနေပဲတို့ရဲ့ဘာသာစကားကိုပုံပေါ်ရတယ်ပေါ့နော်ကျွန်တော်တို့မြန်မာမှာကျတော့တကယ်ကိုယ်ပိုင်ဘီအခင်အားရှိရတဲ့အားဒါတွေတဖြည်းဖြည်းနဲ့ပျောက်ွယ်သွားမှာတော့စိုးရိမ်တယ်မြန်မာလူမျိုးဆိုပေမဲ့လည်းမြန်မာသာတော့ထေချာလေးတက်မြောက်စီခြင်းနေပေါ့နော်သူကအင်းငယ်တန်းကုန်ယူတယ်သူကဟိုအဲကျွန်တော် ဝဲရသွားတော့လည်းအဲ့လိုမျိုး तू ဂုံယူတယ်ဒါပေမဲ့ဘောနော် तू ကျွန်တော်ဆယ်တန်းအောင်လုံးလည်း तू ဂုံယူတယ် तू အမြဲတမ်းဂုံယူတတ်တဲ့လူတစ်ယောက်ဖြစ်တယ်ဘောနော်နောက်ပြီးတော့ तू ကအမြဲတမ်းဂုံယူတယ်ဆိုတာလည်းအားပေးခြင်းတစ်မျိုးပဲလူတစ်ယောက်ကိုလေအဲဂုံယူလိုက်တယ်မင်းငါဂုံယူတယ်မင်းအတွက်ငါ proud ဖြစ်တယ်မင်းငါ appreciate လုပ်တယ်ဆိုတဲ့အရာဒါ तू ကိုလေးစားခြင်း तू အားပေးခြင်းနဲ့ထပ်တူထမြကြတယ်ပေါ့အဲ့တော့ဘွားရဲ့အားပေးမှုတွေကတော့အမြဲတမ်းအာရင်းထဲမှာရှိတယ်သူအမြဲတမ်းပြောခဲ့တဲ့စကားလေးလေအခုချိန်ဒီမမေ့ပါသူသာရှိရင်တော့ပြောနေမှာပေါ့ချစ်တဲ့သူတွေကိုကျွေးချင်တာပေါ့ ချစ်တဲ့သူတွေအများကြီးပဲဒါကတွေလည်းကျွေးစင်တယ်ကိုချစ်တဲ့မောင်နှမတွေတိုင်းဝိုင်းတွေဆွေမျိုးတွေဆရာသမားတွေအနံပြောလို့ရှိရင်အဲ့လိုမျိုးကိုယ့်ရဲ့တငယ်ချင်းတွေပေါ့အကုန်ဘယ်လိုမျိုးကျွေးစင်တာဟာငယ်ကတော့ကောင်းတယ်ဆိုတာကြီးပဲဒါကဒါငယ်ကတော့ဒါကြီးကလည်းကိုယ့်တူကိုကြိုက်တယ်လေဒါငယ်ကလည်းကိုယ့်တူကိုကြိုက်တယ်ဆိုတော့ပျော်တယ်သူတို့ဒီဒီအရသာကိုသူတို့အဲ့လိုမျိုးတခြားမမစားတာကိုကိုကကြည့်ပြီးတော့ပီတိဖြစ်တာတားငယ်လေးဆိုလို့ရင်လည်းသူခုနကဆိုတော့သူတကတတယောက်တည်းတဝိုင်းထဲမှာဟာတပွေရဲ့သူထိုင်ပြီးတော့သူ ွတ်တီကိုအရေးစားတာကြည့်ပြီးပျော်တယ်ဗီဒီယိုလေးအောင်ရိုက်ထားသေးတယ်ဟုတ်ဒီဇိုင်းလေးမှာပေါ့နော်ကိုလက်ကိုချီအပြင်နှလုံးသားတွေရောအဲ့လိုအတွေးလေးတွေရောစိတ်ကူးလေးတွေရောအများကြီးဖြည့်ဖြည့်စီဖြည့်စီထားတယ်ပေါ့နော်ဖန်တီးထားတယ်ပေါ့နောက်တဲ့ဆိုင်ခွဲလေးတွေလည်းတခြားမျိုးနယ်ကကိုချစ်ကားတဲ့သူတွေအနည်းကဆုံးဖြစ်အောင်ပြင်ကျင်သေးတယ်ပေါ့နော်အဲ့ဒါကြောင့်လည်းရေရှည်တည်တတ်အောင်အများကြီးကြိုးစားသွားပါမယ်အရသာပိုင်းဆိုင်ရာ quality ပိုင်းဆိုင်ရာကိုလည်းအမြဲတမ်းမကြသွားအောင်ပို့ပို့ပြီးကောင်းသွားအောင်လည်းကြိုးစားနေပါမယ် အဲဇာတ်လမ်းစာလေးကတော့အမှတ်6အဲဒဂုံလင်းလန်းနဲ့တမာရီလန်းကြောင့်မိရထားတန်လန်းကပ်ရပေါ့နော်မေတ္တာညွန်တောင်းမွေပါဟုတ်ဆိုင်ဖွင့်တဲ့အချိန်ကတော့နေ့လယ်7:00နာရီနေ့9:00နာရီတင်းတာနေတိုင်းဆိုင်ပိတ်ပါတယ်ဟုတ်ကျေးဇူးများတင်ပါတယ်